အဲဒါမှလာကြောနော်ပြုံးနေပါပဲနော်ပြုံးနေပါပဲအဲဒီဒီမြေတွေကကြောနေတာမအခုရောက်နေတဲ့နေရာကတော့ကျမတို့ဒီကုန်းကယ်ပေါ့နော်ကုန်းကယ်ဘာဥဆန်ယုံရဲ့အိမ်ဝင်ရောက်နေတာပါအဘရဲ့သားပေါ့နော်ဟိုဘက်ကဥဆိန်ကိုသွားကူရင်းနဲ့အဘကိုလည်းဒီမှာရှိတယ်ဆိုတော့ကျမတို့ကဒီနေ့ရတော့ဒီဒီဆယ်ရက်မြောက်ပေါ့နော်ဒီအင်းလေးကိုစေကူတာချင်းနဲ့အာဟာရထောက်ပံ့ခြင်းနေ လာဝေတဲ့နေ့ပါရှင်အဲဒီနေ့ရဲ့ထူးခြားမှုကြီးကကျွန်တော်မိုဘိုင်းကလင်းနဲ့ပေါ့ကျွန်တော်တောက်လျှောက်ဒီလှေလေးနဲ့လှည့်ပြီးတော့တက်ကြီးရွယ်ကိုရှိတဲ့အိမ်ကြီးအားလုံးကိုလိုက်ကူပေးနေတာပါ ဘာစီကိုလာရင်းနဲ့အခုဒီမှာအဘာနဲ့အတူတူဘာရဲ့သားတွေမှာဆိုရှင်အကိုတို့ဆိုလဲ89နှစ်တွေ90ကျော်တွေပေါ့နော်ဒါအမဆိုလဲဒါအကိုလုံးကိုပါကြည့်ပြီးတော့အဒီကျမတို့ခုနပြောတက်နိုင်တဲ့ငွေကြေးလေးနဲ့ထောက်ပံ့နေဒီစားဖို့ပါဟောက်ဆွဲကျန်ဒါ90ကျားနော်မေလားဒီဒီနဲ့ ပေးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပြီးတော့ခုနစမ်းစီစားလေးထောက်ပံ့တဲ့အစီအစဉ်လေးပါရှင် အဲဒီမှာတော့အကုန်လုံးနှီးပါလောက်ကပေါ့နော်ဒီအဓိကတော့ဒီငလင်းကြောင့်မကြုံဘူးတာလေးကြုံရတဲ့အခါကျတော့ဆက်ရငယ်မှုတွေဝမ်းနည်းမှုတွေအဲပြီးတော့စိတ်မကောင်းမှုတွေဖြစ်တယ်ပေါ့နော်အတကြီးရွယ်ဦးဆိုတော့ပိုဆိုးတာပေါ့ဒါတွေကိုလူငယ်တွေဖြစ်တဲ့ကျမတို့ကအဲပြီးတဲ့အခါကျတော့ခုနပြောဆရာဝန်တွေရာတေချာတိရောက်လေးလုံးနဲ့စမ်းသပ်ပေးတာတွေ ECG ဆွဲတာမျိုးတွေဒါမျိုးတွေဖြစ်နိုင်လို့ရှိရင်လှုပ်ပေးပြီးတော့ဒီအမေတို့ရဲ့ပြီးတော့အမတို့ရဲ့ကျန်းမာရေးကိုပေါ့နော်ဆက်လက်ဆောက်ရှောက်ပြီးတော့ဟိုကုသသွားမှာပါအမမမမေကတုံမင်းမင်းအေးပါအာ နန်တအမန်နေကြီးလေးရွာပေါ့နော်ဆေးချက်ပေးတဲ့တတပါတယ်စီလေးလည်းကောင်းပါနဲ့အဲ့အမေလက်ကြည့်ပေးတဲ့အတည်းလည်းအများကြီးစုတင်ပါတယ်အခုကျွန်တော်အဖေါ်အဖွားနေကိုဆေးရက်ကိုရင့်နေကျွန်တော်လည်းတော့ချမရတဲ့အောင်ခင်မင်တဆေးခန်းကလေးဒီပလိုက်တာနေပြီးတော့ဆေးဆေးကုပေးတာပေါ့အဲ့အရောင်းကိုကြည့်စုလည်းတင်ပါတယ် ဲ့ပါအမေကအမေစားအစားဖို့ပါဟောက်စီရယ်ဆန်ရယ်ဟောက်ဆွဲရယ်ငါတစ်တာရယ်ဒါအမေသုံးဖို့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါပါလီရလာရနာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲကျမတို့ဒီခမ်းမေတ္တာဆေးရုံကပရာဟိတအတင်းကအဲအခုအခုချက်ချင်းလက်ငင်းလာအခုချက်ချင်းပြန်တဲ့ဟာမဟုတ်ပါဘူးခမ်းမေတ္တာဆေးရုံညောင်ရွှေခမ်းမေတ္တာဆေးရုံတောင်ကြီးရှိပါတယ်ခမ်းမေတ္တာဆေးရုံညောင်ရွှေမှာဆိုလို့ရှိရင်တနင်းလာနဲ့တောက်ကြနဲ့မှာအခမဲ့ဆေးကုတွေရှိပါတယ်အဲ့ဒီတွေမှာဆိုလက်ရှိတောက်နေရတဲ့သွေးတို့လည်းသွေးတို့ကြစီဆက်ယူလို့ရပါတယ်အဲတပြုတ်ရှင် အဲဒါတော့သာတီချိုဆိုရဲစီချိုနဲ့ပတ်သက်တဲ့ဈေးတွေဆက်ပြီးတော့လာပြီးယူလို့ရပါတယ်လို့ဒီလိုနန်းကိုနေကတစီလို့ခေါ်တဲ့ဒီကုဆက်ယောဂမဟုတ်တဲ့အစီဒီယောဂတွေကပဲသွေးတိုးတွေဟိုက်ပါတို့ပြီးတော့အခါဒိုင်ဘီတစ်စီရပဲလူရဲ့အသက်တွေကိုဆွတ်နှုတ်သွားတာတွေအများကြီးရှိပါတယ်ခုနအဘွားတရားဆို160တရားတောင်ရှိတယ်အဲဈေးတွေကိုဆက်တောက်ဖို့တခြားအရှိပေးခဲ့ပါတယ်ရှင့် အဲအားလုံးကျမ်းမာဖို့ကျမတို့ကျမတို့ရဲ့ခိုင်မြတ်တာခိုင်မြတ်တာပရဟိတအတင်းရဲ့မူဝါဒအတိုင်းလူတိုင်းပြသနိုင်ရမည်လူတိုင်းကုသနိုင်ရမည်ဆိုတဲ့ရည်ရွယ်ချက်အတိုင်းကျမတို့အိမ်နေရအောင်စိတ်ကူလာခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မြေနာပရဟိတအတင်းတိကုသရေးအတွက်မှာအားမဲ့ဟိတ်ကုသခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးပါတယ်ဒါဒုတိယကြိမ်အားလုံးဖြစ်ပါတယ်ပုပ္ပါရေးအတွက်ဇာရောရေးအတွက်နဲ့ဒီန သိဥသာဖို့လိုတဲ့လူတွေအဲ့လူတွေကျွန်တော်တို့ဥကြောဘိုးအိမ်မှာဇော်လေကဥကြောဘိုးအိမ်မှာကျွန်တော်သိဥသာဖို့ဆောင်ရွက်နေပါတယ်